မယူရှုံးမိထင်းတဲ့ဘွဲမပီးခင်ပြန်မိလို့အိုးထက်ဖို့ကွင်းပြင်ကနေချောင်းကြည့်ပြီးအောင်မဲခံကြရတဲ့တဲ့ဒီပရိသတ်များအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်တင်ဆက်နေပါတယ်ဒီဘက်ကြားရဲ့ဥရောပပွဲစဉ်တွေမတိုင်ခင်ခံဘတ်လုတ်ပြနိုင်မယ်လို့ဟိုလေးတကြောကြောဖြစ်ခဲ့ရတာကပရီးမက်ဒစ်အသင်းဖြစ်ပါတယ် ဒါမှလည်းတကယ်တမ်းကစားချိန်မှာတော့ရီယယ်မက်ဒရစ်ကအာဆင်နယ်ကိုဘလို့မှမရှင်းနိုင်ခဲ့ပေနဲ့ဘာနီဗျူးကွင်းမှာပါထပ်မံရှုံးပေးလိုက်ရပါတယ်။ဘောလုံးပရိသတ်တွေအားလုံးကိုရသမျိုးစုံနဲ့ကမ်းပတ်နိုင်ပွဲယူပေးခဲ့တာကကျွန်တော်တို့မန်ယူနိုက်တက်ပဲဖြစ်ခဲ့ပါတယ်။မန်ယူနိုက်တက်ကပထမပိုင်းအတွင်း၂ဂိုးပြအနိုင်ရထားလို့တက်တောင်းတက်တာနောက်အဆင့်တက်တော့မယ်လို့အားလုံးကယူဆထားကြပေမယ့်မိနစ်90ကျော်မှခြေပါကိုရီဇက်တိုက်ခွင့်ပြုခဲ့ရပါတယ်။အားကြောင့်မယ့်အချိန်မိုမိနစ်30ဆက်ကစားခဲ့ရပြီးတော့ United အနေနဲ့4-2နဲ့အရင်နေကြတဲ့ချင်းနေတီတောင်ရောက်ခဲ့ပါတယ်။ ဒီခိုက်တန်က United ပြည်သက်တွေအတွက်အတော်လေးခံရခဲ့တဲ့ကာလတစ်ခုဖြစ်ခဲ့ပါရီ။ဒါကြောင့်ဆိုရင်တော့ TVO ပိတ်မိပြီးတော့ပွဲမပြီးခင်အိမ်မိတာတွေရှိပါလိမ့်မယ်။အလားတူပဲအိုးထွက်ဖို့ကွင်းတွေကပြည်သက်တွေကလည်းပွဲမပြီးခင်ကွင်းတွေကတွေထွက်ခဲ့ကြပါရီ။ဒီထဲမှာတရားသီးစာလက်မှတ်ကိုင်ဆောင်ထားတဲ့ Emorims Red အမီရအကောင့်ပိုင်ရှင်လေးပေါဝင်ပါရီ။သူကပထမဆုံး photo ဖြစ်နေချိန်မှာထွက်လာခဲ့ပါ ರೀ ဘလို့ပြီးသွားကြလဲဆိုပြီး post တင်ခဲ့တာပါနောက်ထပ် post မှာလဲ queen ကထွက်လာခဲ့ပြီးနောက်ဒီလိုဖြစ်သွားခဲ့ပါ ರೀ လို့ရေးတာက queen ပြင်မှာအောင်ပွဲခံနေကြတဲ့သူပါဝင် united ပြည်သက်ရဲ့ရုပ်တံတစ်ခုကိုမျှဝေခဲ့ပါ ರೀ သူအနေနဲ့အခမ်းအနားဆုံးကမ်ဘက်ကိုလွှဲချော်သွားပြီလို့လည်းရေးသားထားပါသေးတယ်။မန်တက်တိုက်စင်မှုဂျိုးရွှဲဆက်စီကလည်းသူ့ Instagram Story ကနေငါတို့ရှုံးနေရင်မှပြန်သွားခဲ့ကြတဲ့ပရိသတ်အားလုံးဒါဝန်နားထောင်ကြည့်ပါလို့ရေးသားထားက United အောင်ပွဲခံရဲ့အယုတ်တန်ကိုဝေမျှထားတာဖြစ်ပါတယ်။